ပိတပေါင်းသူတော်ကောင်းတို့တေဂာနီးမှာအသေးဖြောင့်ဖို့တီတီငင်ငင်ဖြစ်ဖို့မကြောက်မလန့်သေရဖို့ဆိုတာဟာတော်တော်မလွယ်တဲ့ကိစ္စလို့ဦးဇင်းထင်တယ်ဟုတ်လားဒီနေရာမှာကိုကိုတိုင်းသေတဲ့အခါမှာတီတီငင်ငင်ဖြစ်ဖို့ဆိုတာထက်သူများသေတဲ့အချိန်မှာတောင်တီတီငင်ငင်တရားသမားတို့ဦးဇင်းတို့ကဖြစ်တာမဟုတ်เนาะဆိုကြပါစို့တီတီငင်ငင်ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကအဲ့ဒီသေဆုံးသွားတဲ့တတ္တဝါအဲ့ဒီပျက်စီးသွားတဲ့အရာပေါ်မှာ ကိုဘလောက်မျက်နှိုးသလဲမမျက်နှိုးသလဲဆိုတာပေါ်မှာမူတည်တယ်။ကိုမမျက်နှိုးတဲ့အရာတွေကိုစိတ်ထဲမှာရှိတယ်လို့တောင်းအမှတ်မရှိတဲ့အရာတွေကတော့သူ့သူပြည့်စည်ခြင်းနဲ့ပြည့်စည်လေဒါကတော့သိတည်ငြိမ်တာပေါ့ဘာမှမဝင်ဖြစ်အောင်ဟုတ်တယ်မဟုတ်လားခုကမ္ဘာလောကကြီးမှာနေတိုင်းတည်နေကြတာပဲလေဘာဖြစ်တော့ဘာမှမဖြစ်ပါဘူးသူ့သူတည်နေတာပဲလေကိုနဲ့မှဘာမှမဆိုင်တာဘူးကိုစိတ်ထဲမှာမျက်နှိုးမှုမှမရှိတာဘူးကိုယ်ကိုသွေးကိုသားတွေကဖြစ်ကြည့်ပါလား ဖြစ်သွားပြီတော့အဖြေကတော်တော်ကြီးကိုကွာချသွားပြီနော်ကိုသေးကိုလာတဲ့ဖြစ်နေတော်တော်ကွာချသွားပြီဟုတ်လားကိုင်ကိုကိုတိုင်းဖြစ်ကြည့်ပါလားအဲ့ဒါဆိုရင်ပိုးလို့တောင်ကွာချသွားပြန်ပြီဟုတ်ရဲ့လားအဲ့တော့ဒေဂာနီးမှာတုံလှုပ်တယ်မတုံလှုပ်ဘူးဆိုတာအဲ့ဒီသေတဲ့အရာရဲ့အပေါ်မှာကိုဘလောက်ဆွဲလန်းထားတယ်လဲဆိုတာပေါ်မှာမူတည်တယ်အဲ့တော့ကိုသွေးကိုသားကိုနဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေတည်ဆုံတဲ့အခါမျိုးမှာကိုဘလောက်တုံလှုပ်တယ်လဲအဲ့ဒါလို့ဆိုရင်ကိုကိုတိုင်းတည်ရတော့မဲ့အခါမျိုးမှာဆိုရင်ဘလို့နေမလဲ ကိုသွေးကိုသားပေါ်မှာချစ်တယ်ဆိုတာတဲ့ကို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 ချစ်တယ်ဆိုတာကအစမတန်မကြည်ဘူးလားအေးခက်တာကဒကာသမားတို့ဦးရှင်တို့ဆရာတော်တပါးပြောတာကိုအရှင်ကအမှတ်ရတယ်လူတွေအားတဲ့သူများတေတာကိုတောင်တိတ်ကြည်ရတာမဟုတ်ကြောက်ကြောက်နေတာတဲ့သူများတေတာတောင်မကြည်ရဘူးကြောက်တယ်ဆိုရင်ကိုတိုင်းတေရမယ်ဆိုရင်အဲ့လူလူတွေဘလို့များနေမလဲမသိဘူးတဲ့ဒါတော်တော်စဉ်းစားစရာကောင်းတယ်လို့ဦးရှင်ကထင်တယ်ဟုတ်လားဒကာကြီးဒီမကြီးများစဉ်းစားတော့ဒါလွယ်လွယ်လေးပြောတာမဟုတ်ဟုတ်ရဲ့လားဒါကြောင့်ပြည့်တတ်ပေါင်းသူတော်ကောင်းတို့ ကိုပဲတည်တည်ကိုချစ်တဲ့လူတွေကဘယ်သူပဲတည်တည်ဘယ်လိုအရာတွေပဲတည်တည်စိတ်ထဲမှာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားဘာဖြစ်လို့လိုတယ်လဲရှောင်လွဲလို့မရမယ့်အရာတွေဖြစ်လို့ပဲဟုတ်ရဲ့လား